Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ Matthias Cunha ကတော့ Manchester United ထံအမှန်ကန်ကိုပြောင်းကျင်နေတဲ့ကစားသမားဖြစ်တယ်ပေါ့နော်။ Manchester United အနေနဲ့လွန်မယ့်နွေရက်ဒီအပြောင်းအရွှေ့မှာ Cunha အပြင် Liam Delap ကိုလည်းလုံးဝခေါ်ယူလို့နေတယ်။ ဒီလက်ကတော့ Manchester United ရဲ့ဗောနော် number 1တိုက်စစ်ပြတ်မှတ်ဖြစ်ပြီးတော့နှစ်ဦးစလုံးကိုတော့ဇန်နော်ဒီအပြောင်းရွှေ့အစောပိုင်းမှာတင်ကိုပဲအရခေါ်ဖို့အတွက်ကြိုးပမ်းသွားဖို့ဖြစ်ရှိနေတယ်ဗောနော်ဒီကစားမနှစ်ယောက်စလုံးကို Manchester United ကအရခေါ်ဖို့ဆိုလို့ရှိရင်ကိုအသင်းမှာရှိတဲ့ကစားမတွေကိုအများကြီးရောင်းချဖို့အတွက်ဗောနော်ဒီကစားမတွေအရင်ရောင်းချဖို့မလိုအပ်ဘူးဆိုပြီးတော့ပြောထားတယ် ဒါကတော့လုံးဝသတင်းကောင်းလို့ကျွန်တော်တို့ထင်တယ်။ဒါကြောင့်လည်းပဲအသင်းဘက်ကလက်ရှိအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့စောစောစီးစီးဆိုသလိုဒါဆပြီးတော့ကျူးပန်းနေတယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်တို့နားလည်ထားကြတာကဒါ reporter တွေအများစုရဲ့သတင်းတွေအရာပေါ့နော်။ညီကတို့တည်တဲ့တိုင်းပဲလာမယ့်နေရာဒီပြောင်းရွှေ့မှာ United ကငွေကြီးတီးတန့်လုံးဝသုံးလို့မရဘူး။တကယ်လို့သုံးကျင်နေဆိုရင်ကိုအသင်းရဲ့လက်ရှိရှိတဲ့ကစားမားတွေအရင်ရောင်းချမှကျွန်တော်ရမယ်။ မဟုတ်လို့ရှင်တော့အပြောင်းရွှေ့မှာ ကစားမားတွေကိုခေါ်ဖို့အတွက်မလွယ်ဘူးပေါ့အထူးသဖြင့်တော့ကွန်ညာတို့လိုမျိုးစာချုပ်ပါရိုကြီးတန်60ရှိတဲ့ကစားမားတွေ LMD Lab တို့လိုမျိုးဒါတန်30တန်40တန်ကစားမားတွေဒီနှစ်ယောက်ကိုတပြိုင်တည်းခေါ်ဖို့ဆိုလို့ရှင်ပူတောင်ဆိုးသေးတယ်ဗျာသိရမလားကိုအတင်းမှရှိတဲ့ကစားမားတွေကိုအရင်ရောင်းချလို့ရအောင်မှကစားမားတွေကလည်းဒါရောင်းလို့ထွက်အောင်မှ နောက်အကြမ်းမအဆင်ပြေမယ်ဆိုပြီးတော့ကျွန်တော်နားလည်ထားတာဒါပေမဲ့လို့ David Ostin ကတော့မဟုတ်ဘူး United အနေနဲ့ဒါ Liam Delap နဲ့ Matthias Cunha နှစ်ယောက်ကိုနှွေးမှာတပြိုင်တည်းစောစောစီးစီးခေါ်ဖို့ဆိုလို့ရှိရင်ကစားသမားတွေအရင်ရောင်းချဖို့အတွက်မလိုအပ်ဘူးဆိုပြီးတော့ကျွန်တော်ပြောထားတယ်ကျွန်တော်ကတော့ Delap ကတော့အသင်းဘက်ကသာတကယ်ကျူးပန်းရနိုင်ခြင်းရှိတယ်လို့ထင်တယ်ပါလို့လေဆိုတော့ဒီတကူတော့ရှိတာပေါ့လေအတင်းမှာကဒါအပီဒီဇန်နဝါရီ sorry ပါလေ Champions League ကျွန်တော်တို့ဒီကစားခွင့်ရမှလားမရဘူးလားဆိုတော့မူတီသေးတယ်ဒါပေမဲ့လို့ဒီလက်ကသူနဲ့ သူအတင်းဒီ if switch တို့ဘာလို့ဒါတေချာပေါက်တန်းဆင်းမယ်ဆိုလို့ရှိရင်တော့ဗောနော်တန်းဆင်းဖို့လည်းသူတို့များနေတာဟုတ်တန်းဆင်းမယ်ဆိုလို့ရှိရင်ကစားမဖြစ်သူကိုကျွန်တော်တန်း30တန်း40လောက်နဲ့ရအောင်ခေါ်နိုင်မှုရှိတယ်တန်း40ကတော့ဒီလက်ပြည့်ဒါရောကြီးပေါ့ဗျာအကယ်လို့တန်းဆင်းသွားလို့ကျွန်တော်ခေါ်မယ်ဆိုရင်တန်း30လောက်နဲ့ကျွန်တော်ရနိုင်တယ်ဒီထဲကမှဈေးပြန်တက်နိုင်ကြီးရှိတာကတခုပဲရှိတယ် ြံတဲ့အသင်းတွေနဲ့အပြိုင်ခေါ်ရလို့ရှိရင်တော့ဈေးတက်နိုင်တယ်ပေါ့နော်ကိုရီးယားတန်းသုံးတွေနဲ့ရလို့တန်းသုံးတွေနဲ့ခေါ်မယ်လုပ်ပြီးမယ်သူများတင်ကတန်း40ပေးပြီးတော့ offer လောက်တာမျိုးတန်း50လုပ်ပြီးတော့ offer လောက်တာမျိုးတွေဖြစ်မလာနိုင်ဘူးလို့ကျွန်တော်ပြောလို့တော့မရဘူးဒါပေမဲ့လို့ Manchester United တွေကဒီ number 9 striker နေရာမှာဥစားပေးပြစ်မှတ်သည် number 10ပြစ်မှတ်သည် Liam Delap ဖြစ်တယ်ပေါ့ Victor Osimhen တို့ဘာလို့ကတော့အသင်းဘက်ကအလောက်ထိသဘောကျတဲ့နေရာမှာပါတော့တယ်လို့ကျွန်တော်မထင်ဘူးနောက်ပိုင်းမှာသတင်းတွေထွက်နေသေးပြီမြေ Osimhen နဲ့ပတ်သက်တဲ့သတင်းတွေက အလောက်ကြီးကြီးကျွန်တော်စိတ်ချရတဲ့အခန်းကဏ္ဍမှာရှိမနေဘူးသူတပြင်ကစားမကိုတိုင်ကိုကဒီ Ipswich နဲ့ဆိုပြီးပါတယ် Ipswich နဲ့ Napoli နဲ့ပြဿနာတွေတက်ထားတာနီးပြားနဲ့ပြဿနာတွေတက်ထားတာအခုဆိုလို့ရှိရင်တူတကီလိမ့်မှာသွားပြီးတော့ကစားနေရတာ Chelsea ကိုပြောင်းဖို့နီးစပ်ခဲ့ပြီးမြဲလာဇာတွေလျှော့မယူတာတွေကြောင့်ပေါ့နော်ဒီလိုမျိုးတွေဖြစ်နေတယ်ဆိုတော့အသင်းဘက်ကလည်းလာဇာ structure တွေကိုအတိုင်းအတာတစ်ခုပြန်ပြင်ဖို့ကြိုးပမ်းနေတဲ့အခြေအနေမျိုးမှာ OC Man တို့လိုမျိုးလာဇာများနိုင်တဲ့ player တွေကို တိုက်ပြီးတော့ခေါ်ဖို့ကြိုးပမ်းတော့မယ်လို့ကျွန်တော်မထင်ဘူး။ဒါကြောင့်လည်းပဲ D-Lab နဲ့ပတ်သက်တဲ့အခြေအနေဒါပို့ပြီးတော့ဦးစားပေးကြိုးပမ်းနေတာ။နံပါတ်၁ပြ။ D-Lab ဒီ Premier League မှာကစားနေတဲ့ကစားမှာ Vida Osimhen ကတော့လုံးဝမကစားဘူးသေးဘူး။နံပါတ်၂ပေါ့နော် D-Lab ကအသက်ပို့ပြီးတော့ငယ်တဲ့ကစားမှာနံပါတ်၃ D-Lab ကပို့ပြီးတော့လာဇာနဲ့ပြောင်းရွှေ့ကြီးနဲနိုင်တဲ့ကစားမှာကျွန်တော်စိုးရိမ်တာတို့တခုပဲ Manchester City ကဒီကောင်ကို ပြန်လဲခေါ်ယူခွင့်ရှိတယ်ဗျာဒါ City ရဲ့ Academy တို့ကကစားမှာဆိုတော့ဆိုတော့ပြန်လဲခေါ်ယူခွင့်ရှိတယ်ဆိုတော့ ဒါ CDF ဘက်ကအကယ်လို့ကိုရီစီမံရောက်စီခြင်းလို့ပြန်ခေါ်ရင်တော့ဒါကတော့တမျိုးပေါ့လေ။အဲ့လိုမျိုးဆိုတော့အသင်းအတွက်တော့ဒီလက်နဲ့ပတ်သက်တဲ့ဒီအခြေအနေကတကယ်လို့ကိုကျူးမဲ့ရင်တော့ရနိုင်ခြင်းအများကြီးရှိတဲ့အနေထားမှာရှိတယ်။ကျွန်တော်ကတော့ကုညာကတော့ရောက်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Matthias ကုညာကတော့အခုလက်ရှိသတင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါကွန်ညာက United ကိုပြောင်းကျင်နေဗျဒါရှင်းနေတာပဲเนาะကွန်ညာကပြောင်းကျင်နေ United ကလည်းခေါ်ကျင်နေ ဒါဝူမန်အန်ရဲ့ဘက်ကလည်းမင်းတို့လူချင်းတဲ့သူငါတို့ရောင်းမယ်နော်ဒါပေမဲ့လို့တန်း60 60 62.5၅တန်းဆိုတဲ့ရောကြီးတော့ပေးရမယ်အေးအဲ့အကယ်လို့အဲ့ရောကြီးပေးဖို့အဆင်မပြေဘူးဆိုရင်လည်းအရေးကြနေကလည်းပေးခွင့်ပြုဦးမှာအန်ဒါမျိုးဆိုတော့အရာအလုံးကအချင်းကြီးကောင်းနေတာဗျာကုညာနဲ့ပတ်သက်လို့ကဆိုတော့အခုလည်းပဲအသင်းဘက်ကပေါ့နော်ဒီလော်ရီဝဲဝဲတို့ဘာလို့ပြောထားတာဆိုလို့ရှိရင် ကစားမဖြစ်သူရဲ့အေဂျင့်နဲ့ထိတ်တိုက်ဆွေးနွေးခဲ့တာတွေကတော်တော်ကြီးကိုအချိန်ကြီးကောင်းတယ်ဆိုပြီးတော့လည်းကျွန်တော်တို့သိနေရတယ်။ဆိုတော့ကွန်ညာကတော့ကျွန်တော်ကတော့အသင်းကိုရောက်လာဖို့အများကြီးအချိန်ကြီးကောင်းတယ်လို့ထင်တယ်။ LMD Lab လည်းပဲအကယ်လို့ကျိုးပန်းရင်စောစောစီစီရောက်လာနေရှိတဲ့အနေအထားမျိုးပါ။ကျွန်တော်တော်တော်ဝမ်းသာသွားတာကဘာလဲဆိုတော့အသင်းဘက်ကဒီကစားမနေ့ရောက်ကိုအပြောင်းရွှေ့ရသည့်အစောပိုင်းမှာအရခေါ်ဖို့ကျိုးပန်းနေတာ။ဒီလိုခေါ်ဖို့အတွက်လည်းအသင်းမှာရှိတဲ့ကစားမတွေအရင်ရောင်းဖို့တိတ်မလိုအပ်ဘူးဆိုတော့တော်တော်ကောင်းတာမဟုတ်လို့ရှိရင် Rashford ကရောင်းထွက်မှာလား။ Anthony Santos ကရောင်းထွက်မှာလား။ ဆန်ချိုကိုရောချယ်ဆီဘက်က25သန်းယူနိုက်တက်ကိုပေးပြီးတော့အပြည့်သက်ခေါ်ပါမလားဘာလို့လဲသူတို့တွေးရမှာလေဆန်ချိုကိုခေါ်ဖို့25သန်းကတော့ဟုတ်ပြီဒီကောင်ကတပတ်ကို3သိန်းခွဲလောက်ရနေတာဗျာသိလား3သိန်းခွဲလောက်ဆိုတော့ချယ်ဆီကဘလို့ပေးမှာတော့နော်အဲ့လိုမျိုးဆိုတော့သူတို့ကကိုရီအသင်းကိုပြန်လွှတ်ချင်ရင်5သန်းပဲကုန်ပါဗျာတကယ်လို့ဂျီရန်ဆန်ချိုကိုအပြည့်သက်ခေါ်ချင်နေသလိုရှိရင်25သန်းအပြင်ကိုတပတ်ကိုကျွန်တော်ညီလာတာ3သိန်းခွဲလောက်ကကျွန်တော်ကုန်ဦးမှာအဲ့လိုမျိုးဆိုတော့ကကျတော့ဟိုချယ်ဆီဘက်ကလည်းပြန်မလွှတ်ဖူးလို့ကကျွန်တော်ပြောလို့မရဘူး ဒါကြောင့်ကျွန်တော်ဒီတွေးကြည့်လို့ရှိရင်ဂျီဒန်ဆန်ဂျိုကိုချယ်ဆီဘက်ကသူတို့စီမှာခေါ်ထားတာတဲ့ယူနိုက်တက်ကိုပြန်လွှတ်တာတောင်မှကုန်ကြစိတ်နဲနေဦးမှာဒါမှမဟုတ်ကျွန်တော်တို့ကโอเคကစားမားတွေခေါ်ဖို့အတွက်ကူရီကဘနော်ကစားမားတွေအရင်ရောင်းအောင်အောင်မယ်ဆိုလို့ရှိရင်တော့မကြိုက်ဘူးသိရနော်ဗါဒါအပြင် PD ရောအပြောင်းရွှေ့တွေလည်းစောစောစီးစီးမြင်ရလိမ့်မယ်လို့မထင်ဘူးဆိုတော့နောက်ဒါကြောင့်ဆန်ဂျိုကိုလက်လွတ်ဖြစ်မှာလားတို့နော်ရက်ရှ်ဘူးကိုလက်လွတ်ဖြစ်မှာလားအန်တိုနီဆန်တိုးစ်မာလာစီယာနော်ဒီကစားမားတွေကိုကျွန်တော်တို့လက်လွတ်ဖြစ်ပါမလားဒါတွေကကျွန်တော်စိတ်ပူနေရတာအခုတော့ ျွန်တော်တို့အနေနဲ့ဒီကစားမကုညာနဲ့ဒီ Liam Delap တို့နှစ်ယောက်ကိုခေါ်ဖို့ဆိုလို့ရှိရင်ကို့မှာရှိတဲ့ကစားမတွေအရင်ရောင်းဖို့မလိုဘူးဆိုပြီးတော့ Onstein ကပြောလာတော့ဒါအများကြီးသတင်းကောင်းလို့ကျွန်တော်ထင်တယ်ညီကတို့ရောဘလူမင်းရလေဒီကစားမနှစ်ယောက်ကိုလက်ရှိအမှန်ကန်သတင်းထွက်နေတယ်လို့ကျွန်တော်တို့ဒါမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်ကြလားဒါအားတော့ဘာလို့ကျွန်တော်တို့ဒီဘလူပြောမလဲဒီ David Rostein ကနေပြောထားတာဆိုတော့ကျွန်တော်မျှော်လင့်ချက်ကတော့အများကြီးထားတာလားနော်တကယ်တကယ်ဖြစ်လာဖို့ကိုအသင်းကလည်းကျူးပန်းနေတဲ့အခြေအနေမျိုးပါပဲ